ရခိုင်ပြည်ပူတိတော်မျိုးနေထန်းလျှောက်ခံကြီးွာအစုလိုက်အပြုံလိုက်တက်ဖြတ်ခံရရလို့ဆွဆွေးပြောဆိုချက်အပေါ်ဘုချုပ်ထွန်းမြတ်နိုင်ကနှင်းဆိုလိုက်ပြီးအဲ့ဒီဆွဆွေးမှုအပါအဝင်ရခိုင်မြောက်ပိုင်းကလူခွင့်ရေရှိုးဖောက်မှုဆွဆွေးချက်တွေကိုစုံစမ်းစစ်ဆေးဖို့ခုလအထူးကိုယ်စားလှယ်ကိုဖိတ်ခေါ်ထားရလို့မြန်မာနိုင်ငံလူခွင့်ရေရှင်လေးဆိုင်ရာအထူးကိုယ်စားလှယ်တောမတ်စ်ကသူ့ရဲ့အစီအစဉ်ခံစားမှာဖော်ပြထားပါတယ် The facts in Myanmar are dismal 2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ကလူခွင့်ရေးကောင်စီကိုတင်သွင်းခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူခွင့်ရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrew ရဲ့အစီရင်ခံစာအပိုက်80မှာအဲ့လိုရေးသားဖော်ပြထားတာပါတရှောက်ခံကြီးရွာမှာလူခွင့်ရေးအဖွဲ့တွေကအစုလိုက်အပြုံလိုက်လူတက်မှုဆွဆွေးတဲ့အပေါ်အေအေစူးစီးရှုပ်ကပြင်းပြင်းထန်ထန်နှင်းဆူထားပြီး အတိမပြုတ်နိုင်တဲ့လုံးကြံဖန်တီးထားတဲ့သတင်းချက်လက်တွေကိုအသုံးပြုကအေအေကိုအပုတ်ချနေခြင်းအပေါ်အထူးစိုးရင်မိတယ်လို့လည်းပြောဆိုခဲ့ကြောင်းသိရပါဗျ။ခန်းလျှောက်ခန်ကြီးရောကဆုလိုက်ပြုံလိုက်တက်ဖြတ်ခံရတယ်လို့ဆွဆွေးထားတဲ့နေရာပါဝင်တခြားလူခွင်ချိုးဖောက်မှုတွေပြုလုပ်ထားတယ်လို့ဆွဆွေးခံနာရတဲ့နေရာတွေကိုလာရောက်လေးလာစုံစမ်းစစ်ဆေးဖို့ဘိုးချုပ်ထွန်းမြတ်နိုင်ကဖိတ်ခေါ်ထားတယ်လို့သူကပြောပါဗျ။ ဒါအပြင်အေအေကိုကုလသမဂ္ဂကလည်းအချက်6ချက်ကိုတောင်းဆိုခဲ့ပါတယ်။အချက်6ချက်ထဲမှာတော့မွတ်စလင်အတိုင်းဝိုင်းအပါအဝင်ရခိုင်ပြည်နယ်ကအားလုံးရဲ့အခြေခံလူခွင့်ရေးတွေကိုလူသိရှင်ကြားအတည်ပြုဖို့ရခိုင်တပ်မတော်ကစစ်သားတွေကိုမွတ်စလင်အယက်သားတွေအပေါ်လူခွင့်ရေးချိုးဖောက်မှုတွေရှောင်ကြဉ်ဖို့ရှင်းလင်းပြတ်သားစွာအမိန့်ပေးဖို့တွာလာမှုနဲ့အသက်မွေးဝန်းကြောင်းဆိုင်ရာကန့်သက်ချက်တွေကိုရုပ်သိမ်းပေးဖို့ ုံကြည်စိတ်ရှာရတဲ့လူခွင်ရေးရှုဖောက်မှုအစီရင်ခံစာတွေကိုစုံစမ်းစစ်ဆေးဖို့နဲ့ကျူးလွန်သူအာရခတက်တော်စစ်သားတွေကိုတာဝန်ခံမှုရှိစေဖို့ရခိုင်ပြည်နယ်အတွင်းလူခွင်ရေးရှုဖောက်မှုတွေအပေါ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာ ထောက်ခံအားပေးပူးပေါင်းဆောင်ရွက်ဖို့ရခိုင်နဲ့နိုင်ငံသားကိုရောက်နေကြတဲ့မွတ်စလင်အတိုင်အဝန်ကောင်းဆောင်တွေအပါအဝင်ပြည်စုံဆွေးနွေးမှုစတင်မှုစတဲ့အချက်တွေပါဝင်ပါတယ်